။လူသားပေါ်အားမရပေမဲ့လိုအပ်တဲ့အနိုင်ရလက်ကိုပေါ်ဆောင်နိုင်ခဲ့တဲ့ Chelsea ။အားလုံးမင်္ဂလာပါ Farmis Food Time လေးပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်မင်းညာက post တောင်တင်ထားသေးတယ်အာဒီညာပေါ်ရောကြီးပြမှာမဟုတ်တော့ဘူးပေါ့နော်အဲနေကောင်းမှုရလည်းမကြသေးတော့သူတစ်ခါအတန်တိတ်မထွက်သေးတော့ကျွန်တော်အေးဝါကိုလုံနေပေါ့နော်မကြည့်တော့ဘူးနေတာဒါပေမဲ့ဒေါသန်တိုင်းပဲဝဲ မြင်တော့လေကြည့်ကြလာတယ်ကြည့်ကြလာတော့ကြည့်လိုက်ပြန်ပါဗျာတကယ်တော့ result တော့ product အားလုံးပြန်ပြန်ဖြစ်နေတာပွဲပြီးခန်းစားချက်လေးပထမဆုံးအနေနဲ့ line up ကိုမြင်တဲ့အချိန်မှာကျွန်တော်ရဲ့ခန်းစားချက်ကပါလဲဆိုတဲ့ George George ကိုဘာလို့အရန်အုံးမြင်ရလဲပထမသတင်းထွက်တာက Mackey ကစန္ဒနဲ့ကစားပြီးသားဖြစ်တယ်လို့ကြောင့်မလို့မြင်ကစားရဘူးဆိုတဲ့သတင်းထွက်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကစားလို့ကြားတယ်စီမင်းစီကတောင်းလက်ရှိတယ်ဆိုပြီးတက်လာတယ်ဒါပေမဲ့ Mackey က နိုင်နေစင်းတော့ပဲပါမလာဆိုသူရဲ့ချစ်လာဆိုတော့တားတော့မအောင် George ကိုပဲတုံးခဲ့တယ်အဲ့ဒါကလွှဲရင်တော့ဂျန်နဲ့လူကြီးထုတ်တာရေကျွန်တော်သိအများကြီးပြောကြမှရှိမှာဘူးထုတ်ကြရှိတယ်လို့ထုတ်ထားတယ်ကာလာချိုးတော့ပါတော့ထွက်လာတယ်ပေါ့ဗျာအဲ့တော့စကြည့်တဲ့အချိန်ပါကလေးကလင်ကောင်းဆိုရယ်အသင်းအားကျွန်တော်တို့လည်းဆိုအဆင်အများကြီးကွာတယ်ဒါပေမဲ့ကိုယ်ကောင်းကောင်း pressure ပေးနိုင်တယ်ဒါနဲ့ပတ်သက်ရင်ပွဲချုပ်သတင်းစာရှင်းလင်းပွဲမှာသူတို့ရဲ့နည်းပြပြောသွားတယ်ပေါ့နော်ကျွန်တော်တို့ Chelsea ဘက်ကိုကြည့်ခဲ့ပြီးတော့သူတို့လက်ပစ်ဖော်ကို ဟိုအားပြသွားမယ်ပေါ့ဒါမျိုးတော့ဟာပြောတဲ့အတိုင်းပဲသူလုပ်သွားတယ်ရှင်းရှင်းလေးပဲသူတို့လုပ်တဲ့လုပ်က high pressing နဲ့ tempo တင်ပြီးတော့ sort ရယ်ဗျာပြီးတော့ကျွန်တော်တို့ရဲ့နောက်တန်းအားနဲ့ကျုပ်တို့ကောင်းကောင်းတည်ထားတယ်အမြင့်ပေါ်တုံးတယ်ခုန set piece ကလည်းအဓိကကိုရနိုင်လို့သူတို့ try နေကိုရသွားလို့ရှိရင်အထိမ်းပြီးတော့ကစားသွားမယ်အဲ့လိုမျိုးသူတို့ပြင်ဆင်ထားတယ်ဒါပေမဲ့သူတို့ရဲ့ pressing hour ကျွန်တော်ကြီးကြီးတော်တော်လေး press ဆိုင်လုပ်နိုင်တယ်ပေါ့နော်ကို့အသင်းဘက်ကိုကြည့်တော့အချိန်ဆက်လျာဘာမှမမိနေခရောက်ခရက်တွေဖြစ်နေတာ တပတ်အတင်းရဲ့ lead လုပ်တဲ့အောက်မှာကြောင်ပြောင်းတကယ်ဆိုရင်ကိုကအတင်းကိုကိုကပွဲကို control လုပ်ရမယ်အစားသူတို့သွားချင်နေတဲ့ပုံစံနောက်ကိုကိုက like ကနေရတယ်သူတို့ရဲ့ team ကကို like ကနေရမှာဖြစ်နေတယ်အဲ့တော့ဘုံတိုင်းတိုင်းနေနေပွဲကအရင်ကတန်းကရန်နိုင်နေတယ်ပြီးတော့ပထမပိုင်းတစ်ပိုင်းလုံးမှာကျွန်တော်တို့ shoot ကိုမရှိတာ shoot on target ခဏနေကို shoot ကိုမရှိတော့နေတယ်ပြီးတော့သူတို့ရဲ့ box တဲမှာကျွန်တော်တို့ရဲ့ ball လုံးထိကျအမတန်နည်းတယ်တဖက်အသင်းကကျွန်တော်တို့ကိုရှုံလည်းများတယ်ရှုံတက်ကလည်းများတယ် box တဲမှာရှိတဲ့ ball လုံးထိကျကလည်းများတယ်ပြောကြတာကိုရီနောက်တန်းကကောင်းလို့တို့လုံးချင်တို့လုံးလို့ရရဆိုတဲ့ဘောမျိုးပဲကျွန်တော်တို့ကအဲ့ queen လေးနားမှာပဲတိုင်ပတ်နေတယ်ကနာချူလည်းထင်တော့ခြေစုံမပြနိုင်ဘူးကျွန်တော်အမည်ဆိုရင် gitting ကမှကနာချူလည်းအများကြီးပဲအဆင်ပြေတယ်သူဆွဲထွက်သွားတဲ့ ball လုံးလေးဒီကကျွန်တော်အရှိမပြောလို့ဘူးလေ gitting က စပေးရရင်မစိုးဘူးကွာသူကစပေးမရရင်ဒီမှာကစားတဲ့တိုက်စပေးထဲမှာသူတိုက်ပတ်တယ်အခုမနေ့ကဟောဆိုဖြစ်ရင်အဲကစားသမားတယောက်ချင်းအရေးသူလဲကွာတာလဲပါမှာပေါ့ပရီးမီယာလိဂ်လောဘဆာမားရီမဟုတ်တော့ကလေးနေနဲ့ပို့လို့လုပ်ကံရတာပါပါနောက်ကတပည့်ကစားသမားတွေ finishing အားနည်းလို့နှုတ်မွေပို့တဲ့ဆော်ယူတဲ့ပိုးပြန့်နေပို့တော့ကံနေပောက်ကြရလိမ့်မယ်ဖြစ်နေတော့ဘာမှဝိုင်းတပိုင်းပြီးရနေမှာပို့တဲ့လူတွေကလည်းသူများအတင်းဂုံမသွင်းတတ်မှာဆိုလို့နော်ခဏနေပြီးလိုက်ခြေလှပစီကိုပြန်ပေးလိုက်တဲ့ပေါ်လို့ ဟိုကောင်ကဖတ်ခနဲ့ကောက်ယူပြီးတော့အပိုင်းကံသွားတာသူစိတ်ပဲကျွန်တော်တို့နောက်တန်းကအဲ့လိုအမားတွေပေးရတိုးရတကူလဲမို့နှကူလဲမို့တော့ကိုယ်တိုင်းလိုဖြစ်တယ်ကျွန်တော်တို့ရနောက်တန်းကတော့အချင်းကြီးကိုဖြစ်တယ်အဲ့တော့ပထမပိုင်းပြီးသွားတယ်နော်ပထမပိုင်းပြီးသွားတယ်ဒုတိယပိုင်းကလူစားမလဲခင်ပါပဲအဲကျွန်တော်တို့ပြောလို့မရှိလို့ကသူရသားတော်မှာ George ကအဝေးကန်ချင်တယ်ပြန်သွားတယ်အဲ့ဒါကတော့ George ရဲ့အားသာချက်တပောက်လို့ပြောရမှာပေါ့နော်လက်ကနေလက်ကနေသူအဲ့လိုကန်တတ်တယ် ကျွန်တော်တင်တဲ့ fuel နဲ့ပွဲမာလာတူသူအဲ့လိုမျိုးမနစ်ကလည်းနဲ့ twin ဘူးသေးတယ်အဲ့လိုမျိုးလေးတော့သူခပ်ဝေးဝေးကနေလှမ်းပြီးတော့ကန်တာမျိုးလေးတွေတော့ကောင်းတယ်အဲ့ဒါတော့အဆင်ပြေတယ်ဒါပေမဲ့တပွဲလုံးမှာအဲ့ဒီ broken သွားတာကလွဲရင်နဲ့တင်တာပထမပိုင်းပိုင်းတော့သူရှိလို့ရှိမှန်းတော့မသိဘူးပြောင်းတယ်အဲ့တော့ gear နဲ့ gun ချိုးကလည်းအဲ့လိုပဲသူတို့ကလည်းသူတို့ပဲလဲထွက်နေတယ်ဘိုးဘိုးရှိအောင်ရောက်မလာအဲ့ line မှာပဲအချိန်ကုန်ပြီဟောပေါက်ဆဲကိုမရောက်ဘူး line မှာပဲအချိန်ကုန်ကြတယ် အန်ဇိုလည်းနည်းနည်းပွဲပန်းနေရတယ်ပါတော့အန်ဇိုလည်းတော်တော်လေးတောင်းလျှောက်ကစားရတာသူလည်းစိတ်မလုံနိုင်ဘူးဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ United နဲ့ပွဲမှာရောဒီပွဲမှာရောအန်ဒရီဆန်တို့လေးကိုသဘောကျတယ်အန်ဒရီဆန်တို့လေးတော်တော်လေးစတမ်နာလည်းကောင်းတယ်ပြီးတော့နည်းနည်းတွန်းတွန်းတိုက်တိုက်ကစားနိုင်တယ်ဗျာတလားပြီးရင်ဟဲ့ဒီလေအဲ့လိုတိတ်မထင်းဘူးကွာသူကဟိုကနေပါအကြလဲသူကဒုံကဲပဲဥမာဘိုင်မြူးနဲ့ပွဲမှာ အဲ့ဒါစင်ကိုလှုပ်သွားတာเนาะကိုကိုင်းကလှုပ်လိုက်လို့ပြောရတော့မဟုတ်အဲ့တော့ကပြောနေတာ तू तू လှုပ်เสียရရှိတဲ့လို့ तू လှုပ်သွား United ပွဲမှာလည်း तू ကောင်းကောင်းမမထန်ထန်စားဟောဒီပွဲမှာလည်းအဲ့လိုပဲ तू သိရှိအဲ့တော့ Andrewson တို့တော့တော်တော်လေးသဘောကျတယ် Andrewson တို့ကြောင့်ကျွန်တော်ဒီလိုဘောတက်တက်လှုပ်ထားပြည်ပြောလို့မကြည့်ရသေးဘူးပြောလို့တွန့်ကြည့်လို့ရတယ် तू ကကျွန်တော်မျောလင်းနေစားသမားတွေမှာပါတယ်ပေါ့အဲ့လိုနဲ့ဒုတိယတစ်ခုကလည်းကြောင်းအောင်ပါဗျာတလားဟိုဘူနာနော်လေးနဲ့ ကြောရှင်နဲ့တောင်းလို့များလို့လို့သူတစ်ဖက်နောက်တန်းနဲ့ဒါညံ့တာလည်းပါလာပါမသိရင်မက်ဆီလာပဲကျွန်တော်တို့ဟိုမှာ conference league မှာ juice very go ကိုသွင်းသွားသလိုပဲတယောက်တစ်ယောက်သုံးယောက်လေးကြော်ချက်ပြီးတော့သင်းသွားတယ်အခုလေကိုနာတော်လေးကအဲ့လိုပဲကိုနာတော်လေးကောင်းဆုံးအကြီးတော့မဟုတ်ဘူးဟိုပါဖြစ်တယ်ပေါ့တစ်ဖက်နောက်တန်းနေရလဲကိုယ်ကားနိုင်လို့နဲ့အဲ့လိုနဲ့တောင်းထိမြောက်ထိမြောက်ဝင်သွားတော့ငမိုးတို့ဆိုတော့တော့ neck tour ဘာလို့ဝင်လာလဲ cucurella ဝင်လာတယ်အဲ့ချိန်မှာအရန်ဟွာဟွာကျွန်တော်တို့ ဟိုစကွတ်တက်တာတကယ်တမ်းကျတော့ first line နဲ့ second line နဲ့ကတော်တော်လေးဟာသေးတယ်လို့ပြောလို့ရတယ်။ next row ဝင်လာတဲ့အချိန်မှာအစီပောင်းကိုဝင်လာတဲ့အချိန်မှာဘာမှမဆိုင်တော့ဘူးကွာအရန်ကိုဝန်တိုင်းနေကျဲကုန်မယ်။အဲ့မှာ nitro နဲ့အစီပောင်းနဲ့တွဲလိုက်မှာကျွန်တော်ထင်တယ် gusto ကန်တာလို့ထင်တယ်။ gusto နှလုံးအောင်ဖြုံးလိုက်တယ်။နောက်တစ်ခု gusto အကြောင်းပြောမယ်။ gusto ကလေအဲ့ဒီ side မှာသူ overlapping run နေတယ်ကစားလို့ရှိရင် gusto ရဲကောင်းတယ်တော့အဲ့လို wing back တွေကိုတက်သွားပြီးတော့စားတဲ့အခါကျလို့ရှိရင် တော်တော်လေးကောင်းတယ်ဘူးဆိုဒီမနေ့ကလည်းထိန်းတာတယ်ဖိတ်နာတယ်ခုနပြောလို့ cross ball လေးတွေဟာအဆင်ပြေတယ်အရင်တော့ကျွန်တော်ပြောခဲ့ပြီးပဲဘူးဆိုဒီ final အောက်ပုံမှာလိုအပ်ချက်ရှိတယ်ပေါ့နော်ထွက်သွားတာလည်းကောင်းတယ် over level run တွေလည်းကောင်းတယ်တကယ် cross ball တွေပြီးတဲ့အချိန်တိုင်းလူဝင်းကမရအခုအဲ cross ball လဲတိုးတက်လာတယ်ဘူးဆိုကတိုးတက်လာတယ်လို့ပြောလို့ရတယ်ကျွန်တော်ပြီးတော့အသင်းပေါ့နော်ပြိုင်ပတ်အသင်းရဲ့အသင်းက level တခုกว่าနေရာလဲပါပါမှာပေါ့တကယ်အသင်းကြီးနေပွဲမှာလည်းကျွန်တော်လည်းထပ်ဆောင်ကြည့်အောင်ပေါ့အသင်းနေနေကြည့်မယ်ဆိုလို့ရှိရင် ဘလုံးကြီးမှလည်းမသိနိုင်လာနိုင်ကွာအတိရမှာတော်တော်တော်နဲ့ဟိုလိုလိုဒီလိုလိုဟိုရောင်ဒီရောင်နဲ့ဒုတိယပိုင်းမှာလည်းတကယ်တမ်းဆိုလို့ရှိမှာနိုင်တော်ဘာလို့ဝင်လာတဲ့အချိန်မှာဒီထက်ပုံပြောဂိုးတွေရတတ်နေတယ်။ဒါပေမဲ့မရခဲ့ဘူး။ဟိုအဲ့လိုတွေပဲ2-1နဲ့ပြီးသွားနောက်တစ်ဆင့်တော့တက်သွားတယ်ပေါ့။ထုံးစံအတိုင်းကိုနနာမျိုးညွန့်စကားငှားပြောရရင်တော့ကစားကွက်မကောင်းတာချက်စီးရဲ့ပုံစံပဲချိန်တိုင်းအနိုင်ရသွားတယ်ချက်စီးရဲ့ပုံစံပဲဆိုလို့ဖြစ်နေတာပေါ့နော်။မနေ့ကလည်းကောင်းလာတယ်မဟုတ်ဘူး။ဒါပေမဲ့နိုင်သွားတယ်။ဆိုတော့စနေနေ့ရှင်းတိုင်းကွဲမှာ Brighton နဲ့ကစားရအောင်မယ်။ Brighton ကမနေ့က အဲသူတို့ EF ကမှာ6လုံးလောက်လောက်သူတွင်းသွားတယ်နော်တောက်လျှောက်ပဲသူကျိတ်သွားတယ်ဆိုတော့ brightly ကျွန်တော်တို့လည်းလောကပြိုင်ပဲကောင်းဖြစ်တယ်ဖိုင်စီတို့ Google လာတို့ဆိုင်းချစ်တို့ပွဲတွေအသိအောင်ဝင်ဆိုင်အောင်ပြီးတော့ဆိုင်းချစ်တို့ပြောမယ် Rogerson Rogerson ကဆိုင်းချစ်တယ်ဆိုတော့ဘလိုလိုထွက်တော့ဆွဲပါတယ်ထွက်ဆွဲတယ်ကတလုံးမှမမိဘူးအကုန်ပြုတ်ကြတစ်ဖက်ကုန်းနဲ့ second ball တွေကောက်သွားရင်တော့နဲ့သေးုံးမဲ့ကွက်တယ်တလုံးမှမြင်းမြဲမြင်းမြဲမိတယ်ဆိုတာမတွေ့ဘူးကျွန်တော်တွေ့တာထွက်ထွက်တော့ဆွဲတယ်သူကထွက်ဆွဲတယ်ဒါပေမဲ့ထွက်ဆွဲတယ်ကတော်တော်ကြီးပဲဆိုတော့ဆိုင်းချစ်ကမှာ ဟုတ်တော့တော့ပြောလို့ရတယ်စမ်းချက်တီဒီယာဒီမှာလည်းတော်တော်လေးကာကွယ်မှုပိုင်းလေးတိုးတက်လာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုပေါ့ဟိုနေ့ကအနီးကပ်ယူလိုက်တယ်လို့ဆိုပြချက်တွေကတော့ထင်အမြင်ရလျှောက်လို့ပြည့်ရခြင်းအရမပြောက်သေးဘူးတော်တော်များလည်း safe အပိုင်းမှာတော့စမ်းချက်ကနည်းနည်းလေးတော့ဟိုတိုးတက်လာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီရောကင်စင်ကပုံတော်ဆိုးလို့ပါအဲ့တော့ဖိုဘာနာတော့ဘာလို့ကြောင်းတော့ပြောကိုမပြောချင်တော့အဓိကတော့ကျွန်တော်ထင်ပါတယ်ဖိုဘာနာနဲ့ဂျော့ချ်ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ bro မျိုးစောင့်ကြည့်လေ80ရာခိုင်နှုန်းတိကြတယ်ရောင်းဖို့အတွက်ဒီကောင်းဆုံးရှောက်သုံးနေရအဲ့တော့ဒါပေမဲ့ brighton နဲ့ပွဲမှာ လို့ဖြစ်ပြန်လေ Brighton တော့ကျွန်တော်တို့မလွယ်ပါဘူးထုံးစံတယ် Brighton ကျွန်တော်ကောင်းကောင်းလုပ်ကပြနေတယ်အတင်းကျွန်တော်ထင်ပါတယ်အနိုင်ရလက်တခုတော့ပေါ်ဆောင်အောင်မှာပါအကြလို့ရှိနေတယ်ဘယ်လိုပဲခုကကားတွေလုပ်တယ်ပဲပြောပြောဆိုတော့ဒီနေ့ပွဲကအတင်းနဲ့တင်းတန်းกว่าတယ်ဒါပေမဲ့ Chelsea ရဲ့အနိုင်ကအားရလောက်တဲ့အနေထားမျိုးတော့မဟုတ်ဘူးအားရဒီဖြစ်စီမအားရဒီဖြစ်စီအဓိကကတော့လွယ်တဲ့အနိုင်ကိုရှားအောင်ပဲအနိုင်ရအောင်ပဲကျွန်တော်တို့ကချစ်တစ်တက်ပါအောင်ဆိုတော့အနိုင်တော့ရှားသွားခဲ့ပါတယ်ဆိုတော့ဘရိုးအနေနဲ့ရောဒီပွဲကိုညအကြည့်ပြလိုက်ကြလားအကြည့်ပြတဲ့ဆိုတော့ဘရိုးရဲ့ခံစားချက်လေးကိုကော်မန့်မှာရှင်းခဲ့ကြပါဦး ဟုတ်ကဲ့ဒီဗီဒီယိုအတန်လေးနည်းနည်းလေးတွန်းနေလို့ရှိရင်တော့နားလည်ပြပါကျွန်တော်အရင်မပြောနိုင်သေးဘူးပါဒီနေ့တော့အားကြောက်ပါဘူးခင်ဗျကျွန်တော်နောက်မှဒီနေ့တူပြန်လာခဲ့ပါမယ်ဗျာ